င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာဆက်သွယ်မှာပြုလုပ်မဲ့လူလူလှုပ်ရှားမှုစက်ကောင်စီရွေးကောက်ပွဲကြောင့်ကဘာအသိစီဖို့နဲ့နိုင်ငံတော်အတိုင်းအမခံပုတ်ကိုဒေါက်ဆန်းစုကြည်ပါဝင်နိုင်ငံကြီးကျင်းသားတွေလွန်မြောက်ရေးအတွက်ဒီဇင်ဘာဆက်သွယ်မှာလူလူလှုပ်ရှားမှု ြုလုပ်မဲ့အကြောင်း All in One Piece Movement Page ကတည်ပေးတယ်။ဒီလှုပ်ရှားမှုကိုတောင်ဆန်းစုကျဲသားဖြစ်သူ Kenris ကကိုထိန်နဲ့ဦးဆောင်ပြုလုပ်မှာဖြစ်ပြီး Social Media နဲ့မြေပြင်ဖွဲ့တွေအတူတူပူးပေါင်းဆန္ဒဖော်ထုတ်မဲ့စီစဉ်ဖြစ်တဲ့လို့ထုတ်ပြန်တယ်။ဒီလှုပ်ရှားမှုကိုပြုလုပ်ရတော့ကတောင်ဆန်းစုကျဲပါဝင်သမရကြီးနဲ့နိုင်ငံရေးကျင်းသားအားလုံးလို့မျှော်ရတဲ့ရည်ရွယ်တယ်လို့ဒီစင်မမှာပြုလုပ်မဲ့စစ်ကောင်စီရွေးကောက်ပွဲကမတူရဖြစ်တဲ့ဆိုတာကဘာအသိစေဖို့နဲ့အားလုံးရဲ့စည်းလုံးမှု အင်အားကိုပြသနိုင်မှုလွယ်လွယ်တည်ပေးထားတယ်။ဒီလုံခြုံမှုမှာဘယ်လိုပါဝင်ရမယ်ဆိုတာကိုတော့ All in One Peace Movement ရဲ့ page ကနေဆက်လက်ဖော်ပြပေးမယ်လို့ဆိုရယ်။ဒီအကြောင်းအရာကိုလူသိများတဲ့ online ဖက်တော်သားတွေကလူမှုကွန်ရက်မှာနိုဝင်ဘာ24ရက်ကမျှဝေနေကြတာပါ။ All in One Peace Movement page ကနေပြီးခဲ့ဇွန်လကတော့ဆန်းစုကျဲမွေးနေ့မှာ Sue HD Birthday အမည်နဲ့မွေးနေ့အတိုင်းမှာလူလူလှုပ်ရှားမှုတွေရဲ့ကိုထိန်လင်းရဲ့ဦးဆောင်မှုနဲ့ပြုလုပ်ခဲ့ပါတယ်။ဆလာဘီမြန်မာနိုင်ငံချင်းနေတိုးတက်လာပြီးအမေရိကန်မြန်မာတွေအတွက်ပေးရထားတဲ့ယာယီခေလုံးကွင့် TBS ကိုအမေရိကန်ဆရာကရုတ်သိမ်းမြန်မာနိုင်ငံချင်းတွေတိုးတက်လာပြီးအမေရိကန်မြန်မာတွေအတွက်ပေးအပ်ထားတဲ့ယာယီခေါ်လုံခွင့်ကိုအမေရိကန်ဆရာကရုတ်သိမ်းလိုက်ကြောင်းအမေရိကန်ပြည်ထောင်စုအမိမြေလုံးကြွေးဌာနကယနေ့ကြေညာချက်ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်မှာထူးခြားတဲ့တိုးတက်မှုရှိလာဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုမှမြန်မာအတွက်ယာယီကောက်ွယ်ပေးထားတဲ့ကိုလုံငွေကိုရက်ဆဲကြောင်းရင်းရက်ဆဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ကနေစတင်အကျိုးကြောင့်ဖြစ်ကြောင်းသိရှိရတယ်။ မြန်မာနိုင်ငံအခြေအနေမှာမြန်မာနိုင်ငံသားတွေဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်တိုးတက်လာပြီဖြစ်တာကြောင့်ရာယီကောက်ွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်ရဲ့ဆယ်လိုက်ကျဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားတဲ့တိုးတက်မှုတွေရှိလာခဲ့ပြီးရင်းတို့မှာရေပေါ်အခြေအနေပြီးဆောင်ခြင်းလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲအတွက်စီမံချက်တွေအောင်မြင်တဲ့အပြည့်ခတ်ရစေသဘောတူညီချက်တွေနဲ့ပုံမကောင်းမှုနဲ့ဒေသနဲ့အုပ်ချုပ်ရေးကြောင့်ပြည်သူဝန်ဆောင်မှုပေးဆက်မှုနဲ့မျိုးသားပြန်လည်တင်ပြရေးတို့တိုးတက်လာကြောင်းအမေရိကန်ဆွေးနွေးကဆိုပါတယ်တိုးတက်ဆောင်ဖြတ်လိုက်ခြင်းမှာအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနမှာ မြန်မာနိုင်ငံချင်းတွေကိုပြလဲတုံးသက်ခြင်းနဲ့နိုင်ငံဝင်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးခြင်းတို့ပေါ်ချေခံထားကြောင်းမြန်မာနိုင်ငံသားတွေမှာနေရက်ကိုဘေးကင်းစွာပြန်နိုင်တဲ့ခြင်းတွေတို့တိုးတက်လာပြီးအမေရိကန်ဆွေကထုတ်ပြန်ကြေညာတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်တရားဝင်လူသက်လိုက်စင်မရစေဖို့မဲပေးကြတယ်။ KNU ကနှိုးစော်ဂျပန်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာမဲထည့်ပြီးတော့စစ်တပ်ကိုတရားဝင်လူသက်လိုက်စင်မပေးဖို့နဲ့ဆင်အနာရှင်စနစ်သက်ဆိုးရှာမပြုလုပ်စေဖို့ကင်မျိုးသားစစ်ရုံး KNU ကနှိုးစော်လိုက်ပါတယ်။ ဟာနာသိမ့်စစ်တဲ့လူသက်စစ်ဖနဲ့အောင်မှာတရားမျှတရွေးကောက်ပွဲဆိုတော့လုံးဝမရှိနိုင်တော့ဘူးစစ်တဲ့ရွေးကောက်ပွဲကိုဆန့်ကျင်မှုလို့ကြောင်းကဲနေကဆိုတဲ့စစ်ကော်မရှင်အဖြစ်သူလူတို့နဲ့တင်းမီဒီယာရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒနေ့လိုလက်ခွင့်တွေကိုပြင်းပြင်းထန်ထန်ကန့်သက်ထားသလိုအတိုက်ခံနိုင်ငံပါတီကိုဖျက်ဆီးတာနိုင်ငံသမားတွေနဲ့တက်ကြလူရှာသူတွေကိုမတရားသဖြင့်ဖမ်းဆီးထောင်ချတာကြိုးပိတ်တဖြတ်တာတွေလည်းရှိတယ်ဒါအပြင်အတူရောင်ရွေးကောက်ပွဲတွေအတွက်ပြည်သူလူထုနားလည်ဖို့ခက်ခဲတဲ့မဲပေးစနစ်တွေကိုလုံဆောင်ထားပြီးလိုအပ်သလိုပြုပြင်ပြောင်းလဲနိုင်တဲ့မဲပေးဆက်တွေကြောင့် စစ်တပ်လိုလာတဲ့မဲရလက်တွေရောင်းပြင်ဆင်ထားဖြစ်တယ်လို့ကဲနူကထုတ်ပြန်နေစစ်တပ်ကသူတို့အာဏာတည်မြဲရေးအတွက်ပြည်သူလူထုရဲ့အသက်ကိုတက်ရှိစီရိုးအဖြစ်အသုံးချတဲ့စစ်မှုထမ်းဥပဒေရွေးကောက်ပွဲအနိုင်ရရေးအတွက်ရွေးကောက်ပွဲဥပဒေပြင်ဆင်တာရွေးကောက်ပွဲကာကွယ်ဥပဒေပြဋ္ဌာန်းတာနိုင်ငံသားတွေပုံကိုယ်ရေးဆိုင်လွတ်လပ်မှုနဲ့လုံခြုံမှုကိုကာကွယ်ပေးဥပဒေပါပြဋ္ဌာန်းချက်တွေကိုဖျက်သိမ်းပြီးရွေးကောက်ပွဲကနေကျန်းဖက်လိုင်းစင်ရဖို့ကြိုးပမ်းနေရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဆိုတဲ့ လက်ရှိမှာစစ်ကော်မရှင်ကရက်ကွက်တဲ့ကြေရီမှာဒုတိယကြိမ်ကတ်ထားတဲ့မဲဆင်းတွေကိုတောက်ရောက်ဆစ်ဆေးဖို့နှိုးဆော်နေပြီးတော်လင်းအင်အားစုဘက်ကဂျပန်ဖက်စစ်တဲ့အတွေ့အော်ရွက်ောက်ပွဲကိုအတိမမပြုမမပေးကြဖို့ပြည်တွင်းမှာကမ္ဘာနိုင်ငံအသီးသီးမှာဆန္ဒပြနေကြပါတယ်။ ဆက်လက်ပြီးတော့တရုတ်အမေရိကန်ဆက်ဆံရေးရန်ခိုင်မာရလို့ရှိနေဖုံပြပြီးထရန်ညွန်ဆိုတရုတ်နဲ့ဆက်ဆံရေးရန်ခိုင်မာအကောင်းတဲ့အချိန်ဒီမှာရှိနေရလို့အမေရိကန်သမ္မတဒေါ်နယ်ထရန်ကညွန်ဆိုခဲ့ပါတယ်။နိုဝင်ဘာလ24ရက်နေ့တုန်းကတရုတ်သမ္မတရှီကျင်ဖင်နဲ့ဖုံပြခဲ့တာထရန်ကအခုလိုမချက်ပေးခဲ့တာဖြစ်တယ်။တောင်ကိုရီးယားမှာထရန်နဲ့ရှီကိုလူချင်းတွေ့ဆုံခဲ့ပြီးတင်းပတ်တို့အကြာမှာသူတို့နောက်ပုံဆက်ဆွေးနွေးခဲ့တာဖြစ်တယ်။ကမ္ဘာပေါ်မှာစီးပွားရေးအားတောက်တင်ဆုံးစုပါပါပါကြီးနိုင်ငံချင်းတစ်ခုကြားမှာကုန်သွယ်ဆိုင်အားပြိုင်မှုတွေတင်းမာနေတာကိုပြန်လည်ဖြေရဖို့နှစ်ဖက်လုံးကစူးစမ်းနေတဲ့တစ်ဖက်မှာလည်း တရုတ်အမေရိကန်အဓိကမဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်နဲ့တန်တမန်ကြီးကတင်မမှုတွေမြင့်တက်နေရင်ထရန့်နဲ့ဖုန်ပြောချိန်မှရှိကတရုတ်နဲ့အမေရိကန်တို့ဟာဒုတိယကမ္ဘာစစ်တုန်းကဒိုလက်တွေပြီးဖက်ဆင်းတဲ့စစ်မိတ်ဝါဒဆိုတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ကြအောင်အဒူလက်တွေရယူခဲ့ဒုတိယကမ္ဘာစစ်ရလက်ကိုဆက်လက်တည်မြောက်ထိန်းသိမ်းမှုနှစ်နိုင်ငံလုံးကကြိုးစားမှဖြစ်ကြောင်းမှတ်ချက်ပေးခဲ့တယ် သူကဒုတိယကမ္ဘာစစ်လွန်နိုင်ငံတကာအခင်းကျင်းတွေကိုတည်ညံ့အောင်ထိန်းချုပ်တည်ဆောက်အောင်မထိုင်ဝမ်ကျွန်းကတရုတ်ပိုင်နဲ့တည်းပြက်လဲရောက်ရှိရလဲအထူးရေးပါအစိပ်ပိုင်တစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ကြတဲ့အစိုးရပိုင်းရှင်ဝမ်သတင်းဌာနကဖော်ပြတယ်။ထရန်ကတော့သူနဲ့ရှိတော့ဖုံပြောက်ခဲ့ရမှာထိုင်ဝမ်ကိစ္စကိုထဲသွင်းစနစ်ခဲ့လို့မကျင်ညာဘူးအဲ့ဒီစားသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာထရန်မှာထရန်ကသူနဲ့ရှိတော့ဖုံပြောက်ခဲ့ရကအတော်လေးကောင်းမွန်တဲ့အခြေအနေဖြစ်ခဲ့လို့យေတာထားပါတယ်။အမေရိကန်နဲ့တရုတ်ဆက်ဆက်ရေးအခြေအထူးခိုင်မာအကောင့်နေကြောင်းတောင်ကိုရီးယားမှာအောင်မြင်တဲ့ဆွေးနွေးမှုတွေပြီးသူနဲ့ရှိတော့အခုလိုထပ်ပြီးဖုံပြောက်ဖြစ်ခဲ့ကြောင်း လွန်ခဲ့တဲ့သုံးပတ်ကတွေ့ဆုံမှုပြီးမှကလေးကနှစ်နိုင်ငံဆက်ဆံရေးမှာထင်ရှားတဲ့တိုးတက်မှုရှိလာနေခဲ့ကြောင်းထရန်ကဆိုတဲ့သူကအေဘလော့တွေမှာတရုတ်ကိုအလဲဘက်ခီးစင်တောက်ရောက်ဖို့ရှေ့ရဖိတ်ကြားမှုကိုလက်ခံထားသလို2026ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာအမေရိကန်ကိုလဲပတ်လာဖို့ရှေ့ကိုဖိတ်ခေါ်ထားတယ်လို့ပြောတယ်။ တရုတ်ဘက်မှာတွေ့မြင်ရအခြေအနေတွေကိုအမေရိကန်ကျင်းတဲ့ပြောရှင်ကြောင်းတရုတ်ကလည်းတူညီခံစားချက်မျိုးရှိနေမှာဖြစ်ကြောင်းအင်ဖြူရောပြောရေးဆိုခွင့်ရှိသူအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကပြောကြားသွားပါတယ်။အော်တိုဘလာ30ရက်နေ့ကတန်ဂိုရီးယားမှာတွေ့ဆုံခဲ့ချိန်မှာထရန့်နဲ့ရှီရောဟာကွန်တိုင်းဆိုင်အတင်းမှမှုတွေကိုလျှော့ချဖို့အခြေခံမှုပေါင်းတွေကိုသဘောတူညီခဲ့ကြတယ်။တရုတ်ရဲ့မြေရှားသက်ထွေအတင်းသွင်းမှုနဲ့ပတ်သက်လို့နောက်ဆုံးပြီးတဲ့သဘောတူညီမှုတွေကိုမကြာခင်မှာညှိနှိုင်းပြည်စီပေါ်မျှော်လင့်ထားကြောင်းအမေရိကန်ဗန်နိုင်းဝင်ကြီးစကော့ဘက်ဆန်ကပြောကြားထားပါတယ်။ ဆက်လက်ပြီးထိုင်းနိုင်ငံကားပုတ်ပစ္စည်းစေုံမှတည်ဝင်မြန်မာအလုပ်သမား28လောက်အခပေးပဲအလုပ်ထုံမှုအလုပ်ရှင်ကမှုဖွင့်တိုင်းကြထိုင်းနိုင်ငံရှိကားပုတ်ပစ္စည်းထုတ်လုပ်တဲ့စေုံမှတည်ဝင်မြန်မာအလုပ်သား28ကိုလောက်ခမပေးပဲအလုပ်မှထုတ်ပယ်မှုအတွက်အလုပ်ရှင်ကမှုဖွင့်တိုင်းကြလိုက်ကြအဆိုပါအလုပ်သမားတွေကိုကူညီပေးတဲ့ MHAC မှာမိတ်ဖွဲ့အမှုနဲ့ပြန်ကြားရေးတာဝန်ခံစင်ကာပြောတဲ့ ။နောက်ဆိုပါဆေးကမြန်မာလောက်တာ29ခုကိုအလုတ်ခိုင်းဆင်ပြီးလောကမပေးတဲ့ပြည်လက်မှတ်ထိုးခိုင်းပြီးအလုံးမမတရားနာခိုင်းခဲ့ကြောင်းထို့တို့မတရားခံရမှုတွေအမိတ်ရှေစီမှာမိဖွဲ့ကိုအကူအညီတောင်းခံလာပြီးနိုဝင်ဘာလ16ရက်နေ့မှာလည်းမြေခန့်အလုတ်သမားကကွယ်ဆောက်ရှာရုံမှတိုင်ကျဖွင့်ခဲ့ကြောင်းသိရတယ်။ထိုင်းနိုင်ငံတွင်လုံသမားတွေမတရားအလုပ်သမားခွင့်ရချိုးဖောက်ခဲ့ရပါကငြိမ်းခံနေပဲသက်ဆိုင်ရာထိုင်းဆွေရုံတွေကိုတိုင်ကြားနိုင်တဲ့အပြင်မြန်မာအလုပ်သမားရဲ့ကူညီပေးနေတဲ့အရက်ဖက်အဖွဲ့စီတန်ဆက်တဲ့ကူညီတောင်းခံရလဲထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားကူညီနေသူတွေကတိုက်တွန်းပါတယ် ဆက်လက်ပြောပေါင်းတယ်မျိုးနဲ့မှတ်တမ်းရဲစကန်ကနေအင်အားဖြည့်တန်းထွက်လာတဲ့စစ်သားတွေလိုက်ပါပေါ်ကားကူမိုင်းဆဲတိုက်ခိုက်မှုစစ်တပ်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိဗကုတိုင်းပေါင်းတယ်မျိုးနဲ့မုတ်တန်ရဲစကန်ကနေအင်အားဖြည့်တန်းထွက်လာတဲ့အချက်ပတ်စစ်သားတွေလိုက်ပါပေါ်ကားကူမိုင်းဆဲတိုက်ခိုက်ရာစစ်တပ်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိကြောင်း363ညတဲ့တိုင်စစ်ထောက်လိုင်းနဲ့တရင်ပြန်ကြတဲ့တောင်းခန့်ရဲဘော်ရှယ်တို့ကပြောတယ်နိုဝင်ဘာ20ရက်နေ့ညနေ4:00ခန်းမှာပေါင်းတယ်မျိုးနဲ့မှတ်တမ်းရဲစကန်ပါအကြောက်ကြီးတောက်စစ်တပ်အထိုက်စကန်ကိုအင်အားဖြည့်တန်းထွက်လာတဲ့ အင်အား30ကံပါဖော်ကားတစီကိုကြောက်ကြီးတောင်းနဲ့အကရွာကြမှာတော်လေးတစ်ဖွဲ့ကမိုင်းဆက်တက်ခိုက်ခဲ့တယ်။ထိုမိုင်းဆက်တက်ခိုက်မှုတွင်အကြပ်ဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုရှိတော်လည်းအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းထိခိုက်ဒေဆုံးမှုရေတပ်ကိုဆက်လက်ဆောင်ဆန်းနေစေဖြစ်ပါတယ်။ပေါန်းတံမျိုးနဲ့အပိုင်းမှတ်တမ်းရေစကန်ကနေကြောက်ကြီးတောင်းစစ်ခွေးထိုင်စကန်ကိုအင်အားဖြစ်တင်မှုထွက်လာစစ်ခွေး30ပါဖော်ကားကိုကျွန်တော်တော်လေးရေဖော်တွေကကြောက်ကြီးတောင်းနဲ့အကရွာကြမှာမိုင်းဆက်တက်ခိုက်ခဲ့တဲ့စစ်ခွေးထိခိုက်ဒေဆုံးမှုကအတည်ပြုနိုင်ကိုဆက်လက်ဆောင်ဆန်းနေပါတယ်။ တေဆောင်းမှုကောက်ရှိနိုင်တယ်လို့3639တဲ့တိုင်းစစ်ထောက်လိုင်းနဲ့တရင်ပြန်ကြားတဲ့တောင်ခံရေဘော်ရှဲတို့ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြောရနေဆက်တဲ့ကိုကဲမှုအောင်မရှိ3639တဲ့တိုင်းရင်တက်ခွင်ကကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူကာကွယ်တပ်ဖွဲ့အနေနဲ့ဖြင့်စီရေးရှိန်မြင့်တက်လာသည့်နေ့မြအကြပ်ဖက်စစ်သားတွေကိုနေရာမြေချင်းမြေပြင်းပြထန်တန်တိုက်ခိုက်သွားပြီဖြစ်ကြောင်းရဲဘော်ရှဲတို့ကပြောပါတယ်။ဆက်လက်ပြီးမင်းကမြွတ်နယ်မြောက်ချွန်ရွာနေရှိရွှေမျိုးကိုစစ်တပ်ကလင်းနဲ့ထမင်းပုံကျဲတိုက်ခိုက်မှုတိုက်ခိုက်တိုက်ဆောင်သူများကြား ။ဇဂိုင်းနယ်မီကင်းမြို့နယ်မြောက်ချွန်ရွာနီးကိုရွှေမျောကိုဂျက်ဘတ်စစ်တပ်ကလင်းနဲ့ထမံပုံကျဲတိုက်ခိုက်ခြင်းကြောင့်ထိခိုက်ဒေဆုံးသူများပြားကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ25ရက်နေ့မနက်9:00ကျော်ခန့်မှာမီကင်းမြို့နယ်မြောက်ချွန်ရွာနီးရှိရွှေမျောကိုဂျက်ဘတ်စစ်တပ်တရောင်းလေတပ်ကတက်လာတဲ့ A5 ဘုံပါဂျက်ဖိုင်တာကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ မလာတူနိုဝင်ဘာ20ရက်နေ့ကလည်းအကြံဖက်စစ်တပ်ကမင်းကင်းမြို့နယ်လောင်းပြရာရွှေမော်ကိုတရောင်းလေတပ်ကတက်လာ KHW လင်းတစ်စီးနဲ့ဂျိုင်ကော့ပတာ၃စီးကရှစ်ကြိမ်တက်မနေဖုန်ချက်တိုက်ခိုက်ခဲ့ကြောင်းဖုန်ချက်တိုက်ခိုက်မှုတွင်ရွှေမော်မှာလောက်ကင်နေတဲ့ပြည်သူ၂ဦးသေဆုံးပြီးအဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရှိကပျောက်ဆုံးသူတွေရှိကြောင်းထို့အပြင်ဖလက်တစ်စီးနဲ့မြို့ပေါင်တစ်စီးလည်းမိလောင်နေမြို့ခဲ့ကြောင်းသိရပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။